ဤစမြာအလုံးမင်္ဂလာပါရှင်လူနာဂျူပီတာ channel မှာကြိုဆိုလိုက်ပါတယ်ရှင်အလုံးပဲမင်္ဂလာရှိရနေ့ရနေ့မင်္ဂလာရှိတဲ့အချိန်လေးကိုပိုင်ဆိုင်နိုင်ကြပြီးပေးပြရများဝိတ်ကွာကကိုရောစိတ်ပါကျမချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်အခု reading ကကြတော့ကိုရဲ့စိတ်ထဲမှာရှိနေတဲ့တယောက်တော့သူပေါ့နော်သူကနှစ်ယောက်ရဲ့ဒီစဆိုင်ရေးနဲ့ပတ်သက်ပြီးတော့80ဒေါ်လာပေါ့ရှိလားတမမဟုတ်လဲသူ့အနေနဲ့ဘယ်လို action မျိုးယူလာဖို့ရှိလဲပေါ့နော် ဒါလေးကို quality rating လေးဖတ်ပေးတော့မှာဖြစ်ပါတယ်ရှင်။အဲ့တော့ကိုယ်စိတ်ထဲမှာရှိရသူကတော့ဘယ်လိုမျိုးဆိုဖြစ်နိုင်လဲပေါ့နော်။ဒါပေမဲ့ဒီကနေပြီး energy စပီးတဲ့အခါမှာတော့ဘယ်လိုမျိုးဖြစ်တယ်ဆိုတာပို့ပြီးတော့တိတိကျကျသိလာရမှာပေါ့နော်။အဲ့ဒါဆိုလို့ရှိရင်ကိုယ်နဲ့သူရဲ့နှစ်ယောက်ကြားက current energy ပေါ့နော်။ဒါလေးကိုအရင်စပီးပါမယ်။ talking အဲ့တော့အဆက်အသွယ်ကရနေတဲ့ပုံတော့မပေါ်ဘူးတကယ်လို့အဆက်အသွယ်ရှိနေခဲ့ရဆိုရင်တော့မှာပဲတိတ်ပြီးတော့စကားပြောဖြစ်နေတဲ့ပုံမပေါ်ဘူးဆိုတာမျိုးလိုမြင်နေလုံးဝကြီးအဆက်အသွယ်ပြတ်တာမျိုးထပ်ပေါ်တော့အဆက်အသွယ်နည်းနေတာမျိုးအဲ့လိုမျိုးလို့မြင်မိတယ်ကို့အနေနဲ့သူ့ဆရာအဆက်အသွယ်လာတာကိုစောင့်နေတယ်ဆိုတော့ message လေးရတယ်ဒါတချို့သူတွေအတွက်ပေါ့နော်သူတွေအတွက်ဆိုလို့ရှိရင်ကိုကသူဆက်သွယ်လာမလားသူဘက်ကနေပြီးတော့စာများပို့လာမလားဖုန်းများခေါ်လာမလားစသဖြင့်ပေါ့နော်လူမျိုးတွေကိုသူသူကိုစီကိုခြေလန်းလှမ်းလာဖို့အတွက်ကိုစောင့်နေရဆိုတာမျိုးလို့မြင်တယ်တချို့ကြတော့လည်းအဲမြောက်ကအပြန်အလှန်စကားတွေပြောနေတာရှိပေမဲ့လည်းပဲတိတ်ပြီးတော့ ီလူအားကိုပေါ်မှာစိတ်ဝင်စားတဲ့ပုံမပြတာတော့နော်ကိုဖြစ်စေခြင်းတဲ့ပုံစံမျိုးနဲ့စတွေတာမျိုးမဟုတ်တာတော့ပေါ့နော်အဲ့လိုမျိုးဖြစ်လိမ့်မယ်ဆိုတာမျိုးလို့ခံစားမိတယ်ပေါ့နော်အဲသူနဲ့ပတ်သက်လို့တော့ပေါ့နော်ရှေးဆက်ကိုတော့အဆင်ပြေလောက်မယ်အဆင်ပြေသွားမှာပဲဆိုတဲ့မျှော်လင့်ချက်ကြီးနဲ့ကိုမရှိနေရဆိုတာမျိုးလို့မြင်တယ်အချိန်တခုကြာလို့ရှင်တော့ဒီလူကတိုးတက်ပြောင်းလဲလာမှာပဲအဲ ပြုပြင်ပြောင်းလဲလာမှာပဲအဲ့လိုမျိုးပေါ့နော်ဒီလိုမျိုးမျောနေနေတာမျိုးရှိရဲဆိုတာကိုတွေ့ရတယ်ဒီဘက်ကခံစားချက်တွေလည်းကိုစီကိုဖွင့်ရပြပြလာလိုက်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့အင်းမျောနေနေတာမျိုးလို့မြင်နေပေါ့နော်음ဒါမဲ့တစ်ဖက်သူကအဲ့လိုမျိုးပြောင်းလဲလာဖို့အတွက်ရောခံစားချက်တွေပုံပွင့်လေးလေးနဲ့သူ့ရဲ့အတွေးတွေအကုန်လုံးကို ဖွင့်ဟပြောပြဖို့အတွက်ရောနှောင့်နှေးနေတဲ့တုံဆိုင်နေဆိုတာမျိုးလိုမြင်တယ်။ဒီလိုမျိုးလုပ်နေတဲ့အတွက်ကိုကြောင့်အတွက်ကြောင့်ကိုပဲကိုအနေနဲ့ကပြောရရင်တခုခုကိုမှလိုအပ်ချက်ရှိနေတယ်ဆိုတော့ခန်းစားချက်မျိုးကြီးဖြစ်နေဆိုတာကိုတော့တွေ့ရတယ်ပေါ့နော်။ကြောက်တဲ့စိတ်တွေလည်းဖြစ်နေသလိုမာနကိုထိရဲဆိုတဲ့စိတ်မျိုးတွေလည်းဖြစ်နေတယ်။အဲ့လိုကိုကိုယုံကြည်မှုတွေနည်းနေရဆိုတာမျိုးလိုမြင်နေ။အဲ့တော့တစ်ဖက်သူကဒီလိုမျိုးပြုမှုဆက်ဆံနေရတဲ့အကြောင်းရင်းရလည်းပဲသူကိုယ်တိုင်ကိုယ်ကလည်းပဲပြောရရင်သူ့ရဲ့ မာနသူ့ရဲ့အတ္တသူ့ရဲ့ကြောက်တဲ့စိတ်တွေနောက်သူ့ shadow side လို့ပြောရမှာပေါ့နော်ဒီအရာတွေကနေပြီးတော့နောက်ယုံကြည်မှုနည်းနေရလဲပါတယ်ပေါ့နော်အဲ့လိုအရာတွေကနေပြီးတော့ဖြစ်လာတယ်ပေါက်ဖွားလာတယ်ဆိုတာမျိုးလို့မြင်တယ်ဒီအရာတွေဒီလိုပြုမှုတွေအတွက်ကြောင့်ပဲနှစ်ယောက်ရဲ့ဆက်ဆံရေးကရှေ့ဆက်တိုးဖို့အတွက်ကိုတနေ့တခြားပို့ပို့ပြီးတော့ခက်ခဲလာပြီးတော့သူကိုယ်တိုင်ကပဲဒီဆက်ဆံရေးကိုနှောက်ရှက်ဖြစ်အောင်ရှေ့ဆက်တိုးလို့မရအောင်ပျက်စီးသွားအောင်လို့ လုံးမိနေတယ်ဆိုတာမျိုးပေါ့နော်ဖြက်စီးမိမိရယ်ဆိုတာမျိုးလို့မြင်တယ်အဲ့တော့ဘေးလူကြားလူအနောက်ရှက်တွေထပ်ဆာရင်သူကိုယ်တိုင်ကဖြက်လို့ဖြက်စီးလုံးနေတာမျိုး ဖြက်စီးမိနေတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးကပို့ပြီးတော့ရာခိုင်နှုန်းပိုများလိုက်မယ်လို့ခန်းစားမိနေပေါ့နော်အဲ့ဆိုဒီ energy နဲ့ကန့်ညင်ရင်ဒီ breathing ကိုစက်ကြည့်လို့ရပါပြီရှင် အဆိုရင်တစ်ဖက်သူကဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးကိုယ်နဲ့ပတ်သက်ပြီးတော့နောက်ထပ်ဘလို့အရှင်မျိုးယူလာဖို့ရှိလဲပေါ့နော်အချိန်ကိုတော့မတတ်မှတ်တော့ပါဘူးအချိန်တကယ်လို့မှတွေ့ရတယ်ဆိုလို့ရှိရင်လည်းပြောပေးမယ်ပေါ့နော်ဒါ collective ဖြစ်တဲ့အများရဲ့ energy ကိုယူပြီးတော့ဖတ်တာဖြစ်တဲ့ကြောင့်မို့တယောက်နဲ့တယောက်နဲ့အချိန်ကလည်းကွာခြားသွားမှုရှိနေမယ်ဆိုတော့လေအချိန်ကိုတတ်မှတ်ပြီးတော့မပြောတော့ပါဘူးဒါပေမဲ့အာခံစားမိတဲ့အချိန်အချိန် ရှိတယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီကာလတွေထူးထူးဆန်းဆန်းတဲ့အလိုမျိုးခံစားမိရရှိရဆိုလို့ရှိရင်တော့ပြောပြပါမယ်အဲ့ reading ကြည့်တဲ့ collective တဲ့စိတ်ထဲမှာရှိရတဲ့ဖတ်သူကဘလို့အရှင်မျိုးယူလာဖို့ရှိလဲလာဝါစ ေါ်မှာတော့စိတ်ဝင်စားရတဲ့စိတ်စိတ်ဝင်စားနေဆိုတာမျိုးလိုမြင်တယ်ပေါ့နော်ကိုကဆွဲဆောင်မှုရှိတယ်နှစ်လိုပဲကောင်းတယ်လက်တွဲပေါ်တယောက်အနေနဲ့ဆိုလို့ရှိရင်လည်းရွေးချယ်ဖို့အတွက်ကိုအရေးချင်းနေအများကြီးရှိတယ်ပေါ့နော်နောက်အထူးသဖြင့်သူ့ရဲ့လက်တွဲပေါ်တယောက်အနေနဲ့ဆိုလို့ရှိရင်သူ့ဘေးနားမှာထားဖို့အတွက်ဆိုလို့ရှိရင်အရေးချင်းနေအများကြီးရှိတဲ့သူတယောက်လို့အဲ့လိုပုံစံမျိုးနဲ့မြင်နေတယ်ဒါကအရင်တော့ဘယ်လိုပုံစံလဲမသိမလက်ရှိအနေထားမှာဒီလိုမျိုးတွေဖြစ်နေပေါ့နော်အဲ့တော့သူရဲ့ခံစားချက်တွေကိုပုံမှာရှိတဲ့ သဘောကျတဲ့စိတ်တွေဒါတကုန်လုံးကိုอืมတော်တော်လေးအထွက်တစ်ဖြစ်နေရပဲကိုကတစ်ဖက်သူပေါ်မှာလေဒီလိုကဒီလိုအရာတွေကိုပြပြချင်းနေဆိုတာမျိုးဒါမှမဟုတ်လဲအဲ့လိုမျိုးစိတ်ဖြစ်နေဆိုတာလို့မြင်နေပေါ့နော်နှစ်ယောက်ရဲ့ဆက်ဆံရေးကိုလည်းအစ်စ်ပြန်တိဆောက်ပြီးတော့ရှေ့ဆက်သွားခြင်းနေတယ်ကိုကလည်းအချိန်နေပေးပြီးတော့ဒီဆက်ဆံရေးကို အကောင်အတိုင်းဒါမှမဟုတ်ရင်လည်းကိုဖြစ်စေခြင်းတဲ့ပုံစံအတိုင်းဒါမှမဟုတ်လည်းအစဉ်ပြေတဲ့ပုံစံမျိုးနဲ့ရှေ့ဆက်သွားလို့ရအောင်လို့စူးစားခြင်းနဲ့ဆိုတာမျိုးလိုမြင်တယ်။အဲ့လိုမျိုးသက်ဆိုင်ရေးဖြစ်လာဖို့အတွက်ကိုလည်းသူ့ဘက်ကနေပြီးတော့အချိန်ပေးခြင်းနဲ့ပေါ့နော်အရင်တော့အချိန်မပေးခဲ့လို့ဆိုရှင်အချိန်ပေးပြီးတော့သွားခြင်းနဲ့ဆိုတာမျိုးလောလောဆယ်လက်ဘလို့သွားရမလဲဆိုတာမျိုးကိုတွေးနေမိတာမျိုးစိတ်ကူးစိတ်ကူးနေမိတယ်ဆိုတာမျိုးလိုမြင်တယ်ပေါ့နော် ဒါမဲ့နှစ်ယောက်ကြားမှာကဖုံးကွယ်ထားတဲ့အရာတွေရှိရဆိုတာမျိုးလို့အမြင်နဲ့နောက်ဘေးလူကြားလို့နောက်ဆက်တည်းလည်းရှိနေရဆိုတာမျိုးလို့မြင်တယ်ပေါ့နော်ဒါအတူဘက်ကအမြင်ရဆိုလို့ရှိရင်ကိုယ်စီကိုလာဖို့ကိုယ်နဲ့နှီးစပ်ဖို့အတွက်ကတော်တော်လေးအလန်းဝေးရဆိုတဲ့ပုံစံမျိုးလို့မြင်တယ်ကြားမှာဖြတ်ကျော်ရမယ့်အရာတွေအများကြီးပဲပေါ့နော်နောက်ကိုသူကိုစီလာခဲ့မယ်ဆိုလို့ရှိရင်ကိုယ်နဲ့ ီထက်ပိုပြီးတော့နာကျင်ရမလားပေါ့နော်ကိုယ့်မောင်တခြားပါဖုံးကွယ်ထားတာတွေရောရှိသေးလဲဒါမှမဟုတ်သူဖုံးကွယ်ထားတဲ့အရာတွေကိုတီးွားတဲ့အခါမှာကို့အနေနဲ့သူ့ကိုအာနာကျင်နာကြီးသွားမလားပေါ့နော်အာကို့ကြောင့်အဲသူကြောင့်ကိုမှစိတ်နာထပ်ပြီးတော့နာကျင်ရမလားဆိုတဲ့အဲ့လိုအတွေ့အမျိုးတွေနဲ့အာဒီ အရှိရပြောခဲ့တဲ့သူရဲ့ခံစားချက်တွေကိုပေါ်မှာထားတဲ့ခံစားချက်တွေသူစိတ်ထဲမှာရှိနေတဲ့ဒီစိတ်ကူးတွေဒါလေးအကုန်လုံးကို ဖုံးကွယ်ထားလိုက်ဖို့တွေးနေရဆိုတာမျိုးလို့မြင်နေပေါ့နော်။ဟိုတော်တော့ဒီဒီเจ้าရာနဲ့ပတ်သက်ပြီးတော့တော်တော်တွေးဖြစ်နေရဆိုတာမျိုးရယ်စိတ်ကတော့အဆင်ပြေမနေဘူးဆိုတာမျိုးလို့မြင်နေပေါ့နော်။ The Moon Your Nine of Swords ရပါတာဆိုတော့ သူတက်ကိုတတော်ကိုစိတ်ရှုပ်စေတဲ့စိတ်ပြေစီမှုဖြစ်စေတဲ့အရာတစ်ခုလို့မြင်မိတယ်အင်း99အဲ့တော့99ပေါ့နော်9တလုံးနဲ့လည်းဖြစ်နိုင်တယ်ဒီမှာလည်း18ဆိုတော့18 18 or 8 6 yeah no 99ပေါ့နော်ဒီနံပါတ်တွေကကိုယ်နဲ့တခုမဟုတ်တခု ထူးထူးခြားဆန့်နွယ်နေတာမျိုးသက်ဆိုင်နေရမျိုးဒါမှမဟုတ်သူနဲ့သက်ဆိုင်နေရလည်းဖြစ်နိုင်နေပေါ့နော်အဲ့တော့ကို့ဘောမှာတော့တန်ရောစင်နေရရှိနေတော့မယ်ဆိုတာမျိုးလိုမြင်နေအချိန်တစ်ခုရောက်လို့ရှိရင်တော့သူဘက်ကနေဆက်သွယ်လာတာမျိုးအင်းခစားနေရတဲ့အတိုင်းတွေးနေတဲ့အတိုင်းကိုပြပြလာဖို့အလိုမျိုးတွေရှိမယ် ရှိလာနိုင်တယ်ပေါ့နော်အဲ့လိုခွင့်ရမျိုးရလာနိုင်လောက်တယ်ဆိုတာမျိုးတို့သူကိုယ်တိုင်လည်းခန်းစားနေမိတယ်ဆိုတာမျိုးတို့မြင်တယ်ဟောလဲ for once နဲ့ဆိုတော့တချို့ဆိုလို့ရှိရင်လေသူမကရွေးချယ်ထားပြီးသားသူတယောက်ရှိရဲ့ဆိုတာမျိုးတို့မြင်တယ်ပေါ့နော်ဒီအတွက်ကြောင့်သူအနေနဲ့ရှစ်ဆက်တူမရဘဲနဲ့ကိုအဝေးကနေငေးကြည့်အောင်ပဲကြည့်တည်နိုင်နေဆိုတဲ့ပုံစံမျိုးလို့မြင်တယ်ရှစ်ဆက်တူပို့စူးစမ်းလေလေစိတ်ပင်ပန်းရလေဆိုတဲ့ပုံစံမျိုးနဲ့အာ လိုခံစားချက်မျိုးတွေဖြစ်နေရယ်နောက်ကိုကိုကလေသူ့အတွက်ဆိုလို့ရှိရင်တော်တော်လေးကိုသဘောထားပြေးသွားတဲ့သူတရားအနေနဲ့လည်းသူမြင်နေဆိုတာမျိုးတို့ခံစားမိတယ်ပေါ့နော်အဲ next action ကတော့လောဆယ်မှာတော့ညာကြီးအများကြီးရမဖို့ယူလာဖို့ကိုမရှိသေးတာမျိုးပေါ့နော်ဒါလည်းတော့အခြေအနေအရဆိုလို့ရှိရင်တော့ယူလာဖို့မတွေ့သေးဘူးဒီတိုင်းပဲ လက်ပိုက်ပြီးကြည့်နေဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဒီတိုင်းပဲစောင့်ကြည့်နေအောင်ပဲဆိုတာမျိုးလိုမျိုးနဲ့ဒါသူကိုယ်တိုင်သူ့ဘက်ကအခြေအနေအရာကိုကလည်းစောင့်ကြည့်နေရုံငေးကြည့်နေရုံရက်ကြည့်နေရုံထိုင်ကြည့်နေရုံကလည်းဘာမှလုပ်လို့မရတဲ့အနေအထားတကူမှဖြစ်နေဆိုတာမျိုးလိုမြင်နေပေါ့နော် find the place အဲ့တော့လက်ရှိသူရွေးချယ်ထားတယ်ဒါမှမဟုတ်သူပတ်သက်နေတယ်ပေါ့နော်ဒါမှမဟုတ်သူကိုဖုံးကွယ်ထားတာပဲဖြစ်ဖြစ်သူရွေးချယ်လိုက်တဲ့အရာပဲဖြစ်ဖြစ်ပေါ့နော်ဒီအရာနဲ့ကအခုချိန်မှာဒီအရာကြီးကိုလုံးဝကြောက်ခိုင်းပြီးတော့အဆုံးသတ်ပြီးတော့ထွက်ခွာလာခဲ့ရမယ်ဆိုလို့ရှိရင်အကုန်လုံးတို့ကအနာကျင်စရာတွေဖြစ်လာနိုင်မယ်သူပါဝင်ဘသူမှပြောရင်အနာမှရှိရဲ့သူတမ်းမှုတမ်းမှုထားရတဲ့သူတွေပေါ့နော်အဲဒီလူတွေအတွက်လည်း နာကျင်စရာတွေပဲဖြစ်လာလိမ့်မယ်ပြောရင်အဆုံးသတ်မလှဘူးပေါ့နော်ဒီလိုပုံစံမျိုးတွေဖြစ်လာလိမ့်မယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့လေသူ့အနေနဲ့ဘာမှလုပ်လို့မရပဲနဲ့ဒီတိုင်းကြည်ုံကြည်နိုင်နေဆိုတဲ့ပုံစံမျိုးလို့ခံစားမိတယ်ပေါ့နော်အဲ့တော့အချိန်တခုရလို့ရှိရင်တော့ပြပြတသားနဲ့ဆုံးဖြတ်ပြီးတော့သူခန်းစားချက်အတိုင်းပေါ့နော် ဟိုဖွင့်ရပြပြဖို့ဆက်သွဲလာဖို့ကိုစီကို ရောက်လာဖို့ကိုရွေးချယ်ဖို့ဒါမှမဟုတ်လည်းတခုခုကိုပြပြသားနဲ့ရွေးချယ်ဖို့အတွက်ကိုဖြစ်လာလိမ့်မယ်ဆိုတာမျိုးလိုမြင်နေဒါကိုကိုကို move on သွားတာမျိုးလည်းဖြစ်နိုင်တယ်လို့အာဒါမှမဟုတ်ကိုစီကိုရောက်လာတာမျိုးလည်းဖြစ်နိုင်နေပေါ့နော်ဒီမှာကတော့အရှင်ယူလာမယ်ဆိုတဲ့ပုံစံမျိုးတော့မြင်နေဒါပေမဲ့ လက်တော်အခြေအနေရောမဟုတ်သေးဘူး။နော်ဆယ်မှာတော့သူကိုယ်တိုင်လည်းပဲ heal နေရတယ်ဆိုတဲ့အနေအထားတစ်ခုမှရှိတယ်ပေါ့နော်။စိတ်ကတော်တော်အဆင်ပြေမနေဘူးဆိုတော့သူ့ရဲ့စိတ်အခြေအနေ၊ခံစားချက်အခြေအနေတွေကတော်တော်လေးကိုအဆင်ပြေသွားတဲ့အခါအခြေအနေတစ်ခုပေါ့နော်။အဒီရောက်တဲ့အခြေကောင်းသွားတဲ့အခါသူကိုယ်တိုင်ကသူ့ကိုယ်သူဘယ်လို heal ရမလဲဆိုတာကိုပေါ့နော်ဘယ်လိုမျိုးကုစားရမလဲဘယ်လိုမျိုးဒီ나ချင်းစရာတွေကို ဖျောက်ရမလဲနောက်ဘယ်လိုမျိုးဒီအခက်အခဲတွေကိုကြော်ကြော်လောင်းရမလဲအထူးသဖြင့်သူ့စိတ်ထဲမှာရှိနေတဲ့ဒီအခက်အခဲလို့ပြောရမှာပေါ့နော်ဒါတွေကိုနောက်သူ့ရဲ့ဒီခုနပြောခဲ့တဲ့အကြောက်စိတ်တွေသူ့ရဲ့ shadow တွေပေါ့နော်သူ့ရဲ့အော်သူ့ကိုသူမချင်မရဲဖြစ်နေတာမဝင်မရဲဖြစ်နေတာယုံကြည်မှုနည်းနေတာဒါတွေအကုန်လုံးကိုသူကိုယ်တိုင်ကြော်လောင်းနိုင်တဲ့အခါသားလို့ရှင်တော့ပြတ်သားတဲ့သုံးမျိုးချက်တစ်ခုကိုချပြီးတော့ရှေ့ဆက်လာတိုင်းလိမ့်မယ်ဆိုတာမျိုးလို့တော့မြင်တယ်ဒါပေမဲ့လက်တော်လောလောဆယ်ကတော့နှစ်ယောက်ကြားမှာကတော့ဒီတိုင်း နနာကျကျနဲ့ဝေးကွာခွဲခွာနေရမှာအဲဆိုတာမျိုးလိုမြင်နေပေါ့နော်နောက်တစ်ခုတွေ့တဲ့အရာဆိုလို့ရှိရင်လေသူကလေနောက်ဒီမှာမြင်ရတဲ့အရာဒီနှစ်ယောက်သားမှာရှိတဲ့ဟိုပြလူကြလို့ကကိုယ့်ဘက်မှာရှိနေရလို့လည်းသူခံစားရတယ်ပေါ့နော်ကိုမှသူမဟုတ်တဲ့တခြားသူတယောက်ရွေးချယ်စရာပေါ့နော်ပို့ပြီးတော့တင့်တော်တဲ့သူတယောက်ရှိနေတယ်ဒါမှမဟုတ်ကိုကအဲ့လိုလိုမျိုးကိုရွေးချယ်မှသူ့ကိုတော့အပြောသဘောမျိုးဆိုတဲ့အဲ့လိုမျိုးအတွေးမျိုးပေါ့နော်ပြောသဘောမျိုးဒါမှမဟုတ်သူ့ကို ဘဘလက်တွဲပေါ့အဖြစ်နဲ့ရွေးချယ်မှာမဟုတ်ဘူးဆိုတဲ့အဲ့လိုအတွေးမျိုးတွေလည်းသူ့မှာရှိနေပေါ့နော်ဒီအတွေးတွေရာပဲသူ့ကိုပို့ပြီးတော့ရှေ့ဆက်တိုးဖို့အတွက်ကိုရောနှစ်ယောက်သားအခြေအနေကိုရှင်းလင်းဖို့အတွက်ရောတုံဆိုင်စီရဲဆိုတာမျိုးလို့မြင်မိတယ်ပေါ့နော်ဆိုရင်သူကိုယ်ကိုအခုချိန်မှာပြောချင်တဲ့စကားပေါ့နော်

and just one space အဲ့တော့အခုချိန်မှာတော့သူစဉ်းစားဖို့အတွက်အချိန်လိုအပ်နေသေးတယ်ပေါ့နော်အဲ့တော့ဒီတိုင်းလေးနေတာကတော့အဆင်ပြေလောက်တယ်လို့သူတွေးတယ်ဒါမဲ့လည်းကိုကိုကိုအနားမှာရှိစေချင်တဲ့စိတ်ကလည်းရှိနေပြန်ရောပေါ့နော်အဲ့တော့နောက်ခုအတွေ့တွေကခန်းစားချက်တွေကဟိုဘက်ဒီဘက်တွေရောက်နေဆိုတာမျိုးလိုမြင်တယ်သူကိုယ်တိုင်လည်းလွန်ဆွဲနေပေါ့နော် I want to oh six, seven, eight. နာမရှိစေခြင်းနဲ့စိတ်တည်တော်များနေပေါ့နော်ကိုယ်နဲ့ပတ်သက်ပြီးတော့တော်တော်ဆွဲလန်းမှုတွေနှစ်သက်မှုတွေอืมတတ်မှတ်မှုတွေလို့ပြောရမလားပေါ့နော်လို့သဘောကျတဲ့စိတ်တည်အများကြီးဖြစ်နေတယ်ဆိုတာမျိုး You are my everything ကိုကသူ့အတွက်ကသူ့အတွက်တော့ကိုထင်သားတာထပ်ပို့ပြီးတော့အရေးပါအရာရောက်တယ်ပေါ့နော်အဲ့ဒါကိုလည်းသိစေခြင်း ਨੇ နောက်ကိုအနေသူ့အနေနဲ့ကိုကိုတကယ်လို့ညင်းနေတာမျိုးတို့အခုလိုမျိုးရှေ့ဆက်မတိုးတာမျိုးပဲဖြစ်ဖြစ်ဒီလိုမျိုးလုပ်နေရခြင်းကအာကိုထင်သားသလိုမျိုးပေါ့နော်ရှေ့မဆက်ခြင်းလို့ကိုကိုသဘောမကျလို့သူ့နာမှာမရှိစေခြင်းလို့ကိုနဲ့အရှိအတူတူ ဟိုဘဝတက်တခုကိုမထူထောင်ကျွန်တော်အဲ့လိုပုံစံမျိုးမဟုတ်ဘူးဘယ်လိုပြောရမလဲကိုကိုသဘောမကျလို့မဟုတ်ဘူးပေါ့နော်သူစိတ်ထဲမှာသဘောကျတဲ့စိတ်လည်းရှိနေတယ်ကိုထင်တာအထက်ပို့ပြီးရောလဲကိုကအရေးပါတယ်အရာရောက်တယ်ဆိုတာမျိုးလည်းသိစေခြင်းနဲ့ပေါ့နော်အမ်လက်ရှိအခြေအနေကတော့သူကိုယ်တိုင်လည်းပဲဘာလို့လို့လောက်ရမှန်းမသိဘူးဆိုတော့အချိန်ပေးပါအောင်ပေါ့နော် I need more time. I just want space. I need more time. Message hmm. I sometimes wonder if you care. Hmm. ကိုကသူနဲ့ပတ်သက်ပြီးတော့ခရုစိုက်သေးရဲ့လားသူ့ပေါ်မှာအာရုံရှိသေးရဲ့လားသူ့ကိုရော င်းတတိယသေးရလားပေါ့နော်အဲ့လိုမျိုးလဲသိချင်နေရဆိုတာမျိုးလိုမြင်နေပေါ့နော်အဲ့တော့ဒီမှာခန်းစားမိတဲ့ရဆိုရှင်တော့တေချာပေါ့သူကကိုမချာရွေးချယ်စရာရှိနေတာပတ်သက်နေရသူရှိနေတာမျိုးသူ့ထက်ပိုအဆင်ပြေတဲ့သူမျိုးရှိနေရလို့ဆိုတဲ့ခန်းစားချက်မျိုးတွေဖြစ်နေတယ်ဒါကြောင့်မလို့တချို့တွေကဒါကြောင့်မလို့သူသူဘက်ကရှေ့ဆက်တော့မလာတာမျိုးပေါ့နော်တချို့တွေတော့ကြတော့လဲသူရဲ့ကြောက်စိတ်ကြောင့်ပေါ့နော်သူရဲ့ကိုယ်ကိုယုံကြည်မှုနည်းနေတာမျိုးတွေကြောက်စိတ်တွေသူရဲ့အကြရေးတာတွေအကုန်လုံးကရောပြီးတော့ တော့အတိတ်ကရခဲ့တဲ့ဌာရရင်လည်းပါတယ်ပေါ့နော်ဒီအရာတွေကြောင့်ပဲဆစ်ဆက်တို့ကိုခက်ခဲနေရဆိုတာမျိုးလိုမြင်နေတချို့ကြတော့လေသူ့မှာတခြားဦးစားပေးရမယ်သူရွေးချယ်ပြီးသားရွေးချယ်ထားပြီးသားပေါ့နော်အဲ့လိုမျိုးရှိတဲ့အတွက်ကြောင့်မို့လို့ကိုကိုနဲ့နှီးဆက်ဖို့ဆိုတာဖြစ်နိုင်သေးဘူးဒါကြောင့်မို့လက်ရှိအနေထားတိုင်းလေးပဲဆက်သွားပြီးတော့ကိုသူ့ကိုအချိန်လေးပေးပေါ့နော်ဒါပေမဲ့ဘယ်သူမှမဆောင်ပါနဲ့အချိန်ပေးရမျိုးလည်းမလုပ်နိုင်ပေါ့နော်ကိုကိုကို ကိုဘွားနဲ့ကိုကိုတို့အဆင်ပြေမယ်ထင်တဲ့လမ်းကြောင်းကိုလျှောက်ပါဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ကိုကိုကို soft love နဲ့ထားပြီးတော့ heal လုပ်ပြီးတော့သွားစရာရှိတဲ့လမ်းကိုဒါရှေ့ဆက်သွားပါ move on စရာရှိတာ move on မှာဘယ်သူမှစောင့်နေတာမျိုးတွေအမလုပ်နဲ့ပေါ့နော်မလိုမျိုးလို့အဲ့လိုမျိုး message ပေးခြင်းနဲ့ဆိုတော့တွေ့ရပါတယ်အဲ့ဒါကတော့ တစ်ဖက်သူနဲ့ပတ်သက်တဲ့ပေါ့နော် reading လေးဖြစ်ပါတယ်အားလုံးပဲအဆုံးနည်းကြည့်ပေးကြတဲ့အတွက်ရောမြေတမ်းကြည့်ရှုပေးကြတဲ့အတွက်ရောဒီ reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးများရှင်ပါတယ်ရှင်ပြည်စမြအားလုံးပဲပြပြများဝေးကွာပြီးကိုရောစိတ်ပါကျမ်းမချမ်းသာကြပါစေကောင်းသောလူရင်စန္ဒမှတ်သမားလည်းပြပါကြပါစေမိမိချင်ရတဲ့သူတွေနဲ့လည်းတူတူစီစီလုံးတကြမမနဲ့နေထိုင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ရှင်နောက် reading များမှာပြန်ပြီးတော့ဆုံးနေကြပါဦးမယ်ရှင်